အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တည်းအားလုံးမင်္ဂလာပါ Manchester United ကသူတို့ရဲ့နီးပြ Ruben Amorim ကိုဒါပြီးခဲ့တဲ့ International Break တုန်းကဒါ Sky Sport နဲ့လုပ်တဲ့ Interview မှာ Sergeant Redcliffe က3နှစ်လောက်ထိအချိန်ပေးပွားမယ်လို့သူအတည်ပြုပြီးတဲ့နောက်ဒါပထမဆုံးလိပွဲစင်မှာပဲ Reaction က လစ်ဗာပူးကိုသူတို့ကာလာရှေချာနိုင်ပွဲမရှိတဲ့အခြေအနေကိုအဆုံးသတ်ပြီးတော့အန်ဖီဝဲမှာနိုင်ပွဲရတယ်။ဒါရူပေအမရွန်ကမန်ချက်စတာယူနိုက်တက်နီးပြတယောက်အနေနဲ့အန်ဖီခွဲမှာသူဒုတိယအကြိမ်သွားကြိုင်နေပထမနှစ်တုန်းကဒါ29စီတေးချပြီးတော့အခုအဝေးခွဲမှာနိုင်ပွဲရရှိခဲ့တယ်။သူဟိုတနေ့ကအင်တာဗျူးတစ်ခုမှာသူပြောတဲ့စကားတစ်ခုရှိတယ်။ပေးသက်အများစုပါဝင်ဗြိတိရှ်ယာမီဒီယာတွေနဲ့တော်တော်များများဖန်တီတီကကျွန်တော်ကို ဇန်နဝါရီမတိုင်ခင်ခရစ်စမတ်ကာလမှာပဲယာရုကထုတ်ပယ်ခံရနိုင်ပွဲရှိတဲ့သူတယောက်ဖြစ်အမျိုးမျိုးဝေဖန်ပြစ်တင်ခဲ့ကြတယ်။ဒါပေမဲ့ကျွန်တော်အပေါ်ကိုကစားမရီယော ပေးသက်တီယော မန်ယူနိုက်တက်ပြည်သက်တီမန်ယူနိုက်တက်အသင်းကပါယုံကြည်မှုအပြည့်နဲ့ဆက်ပြီးထောက်ခံခဲ့တဲ့အတွက်ကျွန်တော်တို့သွားချင်တဲ့ဒရိုက်ရှင်ကိုဖြည်းဖြည်းချင်းခြေလှမ်းနေစလှမ်းနေပြီလို့ဆိုတဲ့ ရူဘင်အမရိုနဲ့ပတ်သက်လို့ဟာရီမကွာရပေါ့လေအဲ့ပွဲမှာအနိုင်ကိုတွင်းခဲ့တဲ့ဟာရီမကွာရကိုယ်တိုင်ကလည်းဒါအမရိုနဲ့သူ့ရဲ့ staff တွေကို credit ပေးဖို့လိုအပ်တာပေါ့လေသူရောက်လာပြီးတဲ့အချိန်မှာဒီအသင်းရဲ့ culture ကိုပြောင်းလဲဖို့သူနီးသောနီးမှလမ်းမှဒါအစွမ်းကုန်ကြိုးပမ်းနေတာကိုကျွန်တော်တွေ့ရတယ်ရလတ်တွေကချက်ချင်းကြီးမကောင်းလာပေမဲ့ကျွန်တော်တို့သွားနေတဲ့လမ်းကြောင်းမှာ progress တွေကိုတွေ့မြင်ရပြီးတော့ကလပ်အသင်းအတွက်နောက်ထပ် level တစ်ခုကို တက်ရောက်နိုင်ဖို့အတွက်သူ့မှာအချိန်လုံလောက်သလိုသူကလည်းအရာကိုအကောင်းဆုံးပေးဆက်နိုင်တဲ့သူတစ်ယောက်ဖြစ်တယ်လို့ချီးကျူးလိုက်တယ်ဆိုတော့ဒီနေရာမှာ Man United အသင်းက Ruben Amorim နဲ့ပတ်သက်လို့ကစားမသေးကြပေါ့ ူလိုချင်တဲ့တူးစီထပ်ဖြည့်ပေးဖို့လိုအပ်တယ်ဗျာဒီနေရာဒီမှာ तू တိုက်စစ်အားနေတယ်တော့တီးတဲ့ကြောင့်ကလပ်ကသူ့ကိုတိုက်စစ်ပိုင်းကိုအားဖြည့်ပေးထားတယ်ဒါပေမဲ့တကယ်အရေးကြီးဆုံး position ဖြစ်တဲ့ queen လေကစားမ position မှာ तू မဖြည့်ခဲ့ဘူး united ဘက်ကစဉ်းစားတာပေါ့လေ kobe menu ရှိတယ် mason mount ရှိတယ်နောက် bruno fernandez ရှိတယ် casemiro ရှိတယ်နောက်တစ်ဖက်ကဒီ ugarte ရှိတယ်၅ယောက်လောက်ရှိတဲ့ queen လေဟာလုံလောက်ပေးလို့သူတို့ယူဆပေမဲ့တကယ်တမ်းမှာ မန်ချက်စတာယူနိုက်တက်ကွန်လေကလုံးဝမလုံလောက်မှန်းသိတယ်ဆိုတော့စောင်းရတီမှာရူဘင်အမရိုတွက်ဒါရီတူကာလာတူကစားမှာအချို့ပဲဖြည့်ပြီးမလားအရေးရှိအတွက်တခါတည်းဖြည့်ပြီးမလားဒါကကလပ်ကမေကုန်းထုတ်စရာတွေဖြစ်နေတယ်ဒါပေမဲ့ဒီနေရာမှာဆာဂျင်ရက်ကလစ်ကတော့ဒါရူဘင်အမရိုတွက်သူတို့လှုပ်တင်လှုပ်ထိုက်တာတွေကိုလှုပ်ဆောင်ပေးမယ်လို့ပြောထားတဲ့အချိန်မှာကျွန်တော်ကပြောတဲ့ထဲက ကွင်းလေကစားမတွေထဲမှာ Aden Watson ဆိုတဲ့ကစားမ Palace ကတော့ဒီကစားမအတွက်လုံးဝ relax ပဲ။လူရတီကြရင်တော့ထွက်ကောင်းထွက်မယ်။ဒါပေမဲ့ဒီဆောင်းရတီမှာသူတို့စတင်ထားနိုင်မယ်လို့ယုံကြည်ထားတယ်။ဒီလို Man United ကအခုတလောဆယ်မှာ club မှာ happy မဖြစ်တဲ့ကစားမဆိုလို့ Joshua Jackson နဲ့ Ahmed Diallo နှစ်ယောက်ပဲရှိတယ်။ကျန်တဲ့ကစားမတွေတော်တော်များများကတော့အတိုင်းအတိုင်းတာတစ်ခုဒီကစားခွင့်ရတာကိုဟိုကစားမတွေကတော်တော်လေးအချိန်နည်းနေတဲ့အချိန်နဲ့ပါတယ်။ဆိုတော့ဒီနေရာမှာ Manchester United အသင်းဘက်က ဒီ Ruben Navas ဆိုတဲ့ဒါပေါ်တူဂီကွင်းလေကစားမအာဟီလာမှာကစားနေတဲ့ဒီပေါ်တူဂီကွင်းလေကစားမဒီကစားမဆိုရင်ဈေးကွက်ထဲမှာ available ဖြစ်နိုင်တယ် United ကလည်းသဘောကျတဲ့အတွက်နောက်သူကိုယ်တိုင်ကလည်း Premier League proving စာမှာ Wolf မှာလည်းတော်တော်လေးကောင်းတယ်။နောက်ထပ်ကွင်းလည်း option တွေရှိတယ်။ Adam Warner ကြတော့ဖြစ်နိုင်ခြင်းအမတန်နည်းတယ်။ဒါ Sporting Lisbon ရဲ့ Modern White Man ဆိုရင်သူတပည့်ဟောင်းပဲ Sporting အသင်းကောင်းဆောင်ပဲဒီစာမှာတော်တော်များများသဘောကျတယ်။ Man United အနေနဲ့ကျွန်တော်အမြင်တော့ Ruben Amorim ကိုဟုတ်မဟုတ်ဗျာဒီရာသီကုန်ထိအခွင့်အရေးပေးပြီးတာနဲ့သူ့ကိုလိုအပ်တဲ့ position တွေထပ်ဖြည့်ပေးလိုက်ဥမာကွင်းလည်းတယောက်တော့ထပ်ဖြည့်ပေးလိုက် maybe ကိုလည်းနှစ်ယောက်လောက်အခုကကလပ်ကခက်စမီတို့တတန်းတိုးမှာလာစာရှော့ယူတာနဲ့တတန်းတိုးမယ်မကွာရလာစာရှော့ယူတာနဲ့တတန်းတိုးမယ်ဒါဆိုသူတို့စီနီယာတွေစက်ထိန်မယ်တချို့အပြောင်းလဲတွေတချို့တော့သူတို့တွေးရမယ်ဒါပေမဲ့တေချာတော့ကျွန်တော်ထင်တာတော့ United ကွင်းလေကစားမှာအ ਨੇ ဆုံးတယောက်လောက်တော့စောင်းရသေးမှာသူတို့ဖြည့်ပြီးနိုင်ဖို့စဉ်းစားထားတယ်သူတို့လိုချင်တဲ့ဘတ်ဂျက်အခြေအနေကိုကြည့်ပြီးတော့ဘယ်သူကတင့်တော်လေဆိုတာကိုကြည့်နေပြီးတော့ Ruby Amro ကို United ဘုတ်ဖွဲ့ကဆက်ပြီးထောက်ခံမှုအပြည့်နဲ့အားဖြည့်ပေးလိမ့်မယ်ဆိုပြီးတော့ Daily Express နဲ့ Daily Mail ကဖော်ပြထားတယ်ဆိုတော့ဘယ်လိုကွင်းလဲကစားမမျိုးဖြစ်မလဲတကယ်လို့အဲ့လိုချင်တဲ့ကစားမတွေရလာမယ်ဆိုရင် United ကပြောဆိုပြောမှာမဟုတ်လေဒီဟာဒီမှာသူတို့ short တွက်လို့မရဘူး Arsenal နဲ့ Gabby Chelsea နဲ့ Gabby Messi နဲ့ Gabby Liverpool နဲ့ Gabby ပထမရှင်ပွဲမှာပွဲချက်၄ပွဲကန်ထားတယ်ဆိုတဲ့အချက်ကနောက်ပိုင်းပွဲမှာသူတို့အများကြီးဒါအသက်ရှူချောင်းနိုင်မဲ့အခြေအနေပေါ့လေအားလုံးကြည့်ကြည့်ကြပါလေ